အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ယနေ့ဖတ်ပြပေးမှာကတော့ဆရာဇေယလင်းရေးသားသောရေမြောင်းတွေကညဆိုတဲ့ဝိထုတူလေးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါဦးခင်ဗျာရေမြောင်းတွေကညအဖေပြောလိုက်တော့မှပူဆိုးသွားသည်ပြစ်တတ်လိုက်တာအကောင်းဆုံးပဲတဲ့ဖေ့လက်သုံးစကား ထေကနေဆိုဒေါသတရှူးရှူးနဲ့ပြစ်တက်လိုက်မယ်ဟုအော်တတ်၏အစားကတော့အဖေချင်းကြောင့်မှုကိုတော်တော်ကြောက်လန့်ပြီးအမေလက်ကိုကြစ်ကြစ်ပါအောင်စုပ်ကိုင်အကာအကွယ်ယူရသည်အဖေကိုလည်းမကြည့်ရဲအဖေအတန်ကိုလည်းနားမထောင်ရဲဘဲမှလည်းထွက်ပြေးလို့မရအဖေပြစ်တက်မြည်ဆို၍မျက်ရည်ကြမိလျင်လဲထက်မှန်ပြစ်တက်ခံရမည်ဆိုပြီးအမေကိုကုတ်ကက်ဖက်တွယ်လျင်အမေကိုပါပြစ်တက်မြည်ဟုကြိမ်ဝါတတ်သည်နောက်တော့လေတိတ်မကြောက်တော့ အဖေကိုပင်ရဲစွန်ပြီးဟာတပြန်လှုပ်တက်လာတော့အဖေကပြစ်တက်လိုက်မယ်ဟုဒေါသတကြီးနှင့်စူငေါလာလျင်လက်မထောင်လက်ညိုးထိုးပြီး အဖေကိုဥအောင်ပြစ်ချလိုက်သည်ဒိုင်းအဖေဒေါသဤနှလုံးသားကိုထိသွားပြီးအပြုံးများယိုစီးကြလာတတ်တော်သည် အဖေမှာပြစ်စရာဟု၍ဗဇက်တနတ်နှင့်လက်တနတ်သာရှိပါသည်ယခုမူအဖေစကားသည်မှန်နေလေတော့သည် အမဲလိုလိုလဲမှန်တတ်သည်ပဲလေ ပြစ်တက်လိုက်တာအကောင်းဆုံးပဲကွာမင်းကောင်းမှန်ကားတွေလည်းမမြင်ဘူးလားမြင်းတွေနွားတွေခြေထောက်ကျိုးသွားရင်ပြစ်တက်လိုက်တာပဲလေသူတို့ကိုဝေဒနာမခံစားရတော့အောင်လှုပ်ပေးလိုက်တာပဲဗောကွာကျိုးနဲ့ဆွဲကြည့်ရင်ကောမရဘူးလားအမေကအဖေလို့မဟုတ် နူးညံ့သည်ညှင်သာသည် စကားအော်ကျယ်မပြောတတ် အမေမေကုန်းကိုသူအံဩစွာနားထောင်ပြီးရှင်သေးပြုံးမိသည်သူမေးကျင်သောမေကုန်းကိုအမေကတိလွန်းသည် သူ့ရင်ထဲရှိသောအရာတော်တော်များများကိုအမေလဲတည်တာများသည်အမေမေးခွန်းသည်အဖေကိုရည်ရွယ်တော်လဲသူ့အတွက်သူ့ကိုယ်စားမေးပေးလိုက်ခြင်းဖြစ်လိမ့်မည်ဟုတွေးမိသည်ရှားတော်ဘာလို့မလဲခြေလေးချောင်းစလုံးကျိုးနေပြီပဲပြီးတော့အဲ့ဒီမြောင်းထဲကိုဘလို့ဆင်းမလဲဆင်းနေထားအောင်အဲ့ဒီနွားကိုဘလို့ထုတ်ရမှာလဲအဖေအတန်းသည်ပိုမိုကျယ်လာပြီးမျက်လုံးတွေလဲပိုပြူးထွက်လာနေသည် သူ့ကိုခန္ဓာနဲ့မြောင်းရဲ့အနံနဲ့ကအန်ကိုက်ပဲဘလို့မှလှုပ်လို့ရွှေ့လို့မရဘူးထို့နောက်အဖေသည်အမေအားအင်္ဂလိပ်လိုဆက်ပြောသည်သူနားလေသောစကားတစ်လုံးပါသည်ရှုသူငယ်စဉ်က ပိုးကောင်ကလေးတွေပွဲစိတ်တွေကိုဥရားပြီးတက်ပြစ်မိတိုင်းအမေကဆူသည်မူဂျိုမာတို့ကဖျားစာများ ဆိုရသည်အမေနှင့်အတူညံ့ညံ့မအိတ်ခင်ဖျားရှိခိုးသည့်အခါ ပါဏာတိပါဒာဝေယမဏိသိက္ခာပရံတမာရိယာမိဆိုရသည် အဖေဖျားရှိခိုးတာမြင်ရခဲ့သည်တခါတလေဖုံးဖုံးကြွမှထိုင်ကြတော့သည် သူတပားအသက်ကိုဖေဖေဘာဖြစ်လို့တက်ချင်တာလဲအဲ့လို့ဆိုအဲ့ဒီနွားလေးကိုဘာမှလှုပ်ပေးလို့မရဘူးလားသူမရေတရေမေးလိုက်သည် အဖေမှာအုံနောက်အများကြီးရှိသည် အမေထက်များသည် အဖေက သူ့ကို မျက်လုံးပြူးပြီး မင်းယူနေလားဟုမေးလျင်သူ့ကိုယ်သူရှက်ရအောင်မည်သို့တော့သူ့ရင်ဘတ်နှင့်ပိုက်ထဲတွင်တစ်ခုခုနာနေသလိုဖြစ်နေသည်မြောင်းနေပြုတ်ကျနေသောနှွားကိုသူတနာနေမိသည် ပုံမြင်တွေထဲကလိုနတ်သမီးတကယ်ရှိစေခြင်းသည်အဖေကကောင်းခါပြသည်ဆက်ပြောလိုဟန်တော့မရှိတော့ကလေးကိုနားလဲအောင် ရှင်းပြပါလားအမေကအဖေကိုချောမောသည့်လေတံနှင့်ပြောသည် ဖေးသည်ပကံထဲကထမင်းကို လက်စတက်လိုက်ပြီး ။ "तू နားလဲမှာမဟုတ်ဘူး"ဟုပြောသည်။ထို့နောက်ထမင်းစပွဲမှထပြီးမိဖို့ကြောင့်လည်းဝင်သွားသည်။ရေပိုက်မှရေတံနှင့်လက်စေးတံကိုနားထောင်ရင်း "तू ငေးနေမိသည်။ညနေကအเจ้าကပြန်လာကလေးကအိမ်ရှိလမ်းမကြီးဘေးရှိရေမြောင်းကြီးထဲမှရှိလျားစွာဆွဲဆွဲငင်ငင်ကြောင်းသွားနေတော့ဘယ်ကလည်းမသိတဲ့နွားတကောင်ဘလို့မှန်းမသိပဲရေမြောင်းနဲ့ပြုတ်ကျသွားခဲ့သည် ဂိုလမ်းမကြီးပေါ်တွင်လူတွေဖြတ်သွားဖြက်လာကြရင်မြောင်းနှဲငုံကြည့်ပြီးတွားလက်ဆခကြီးကိုဆက်သွားလိုက်ကြသည်ယောက်ျားကြီးတအုပ်လာကြည့်ပြီးပြန်ထွက်သွားကြသည် အင်းရှိဝရဏာတွင် သူ့ရက်ပြီးအမျိုးမျိုးစူးစားပြီးကြည့်တော်လဲမြောင်းနှခမ်းကိုသာမြင်ရသည်ထိုမြောင်းနှဲမှအော်တန်ကိုတစ်ချက်တစ်ချက်ကြားရသည် သူတွားကြည့်ခြင်းတော်လဲအန်ရယ်ရှိမှန်းသူတည်သည်သူမြောင်းနဲ့သူ့အရွယ်ကလေးတယောက်စွန်လိုက်ရင်းပြုတ်ကြသွားပြီးခါယူကျိုးသွားခဲ့ဘူးဒီ ခေါင်းလဲကွဲသွားခဲ့သည်သွေးထွက်တန်ယိုများကိုသူမကြည့်ခြင်းမမြင်ခြင်းမတော်တဆထိခိုက်ကွဲရှသွား၍အနှဲငယ်သာနာသည်ထားအောင်သွေးမြင်လျင်သူငိုခြင်းသည်အဖေရှိတွင်ငိုလျင်မူမင်းကဘာကောင်းလဲမင်းယောက်ျားလားမိန်းမလားငါဂျိုးဥဖျက်ပြစ်လိုက်ရမလားပြစ်တတ်လိုက်မယ်ခုအော်ခံရစမြင်အဖေလက်ဓာရှပြီးသွေးထွက်ကြလာသောအခါသူအော်ငိုခဲ့မိဘူးသည်အဖေကသူ့ဓာရှရာကိုလက်နှစ်ဖိအုပ်ထားပြီး သူ့ကိုအော်ငေါက်ပြစ်လိုက်သည်ငါရှိလာငုံမနေနဲ့သွားထွက်သွားဟုဒေါသတကြီးနှင့်မောင်းထုတ်လိုက်၍သူမျက်ရည်ချက်ချင်းတုပ်ပြီးရှိုက်တန်နှင့်အခန်းထဲအဖေမကြောက်အောင်တူတူလေးငိုလေသည်တာသမီးမမြန်စားဘာရင်းငေးနေတာလဲအမေမျက်နာကိုကြည့်လိုက်သည်အဖေအိမ်ရှိကန်းတွင်ရုံးစာများလုံနေပြီထင်သည်သူမဟုတ်စာအုပ်တွေဖတ်နေပြီထင်သည် အမေကဟင်းပကံတွေတိန်းနေပြီ။ ตาใบมะสาโรบูฮูอภีมะจ้าอองตู้ตู้ပြောไลดีซ้าไลบ่าวงกวาเมเมขွန်จ้วยามะล่ะย่อเมเมกะตาใจ่แช่ทาราซ้าไลบ่าวอเมกะจะตาแบ่ลีเนทะเม้นเนบีขွန်ไลดีตะลุงน้าไซถองไลดีออเดนมะจ้ายาตีทวาบีลามะตินอกตะลุงทะเม้นลูกกูตวาจินที่ปั่ววาฉีเลจ้องหล่มมูชะณีเซมมาบินแย่ยีเว้จินลาดี ရင်ထဲတင်းကျက်လာသည်ခေါင်းခါလိုက်သည် မစားကြတော့ဦးမေမေตาဖိုင်းဝါဝါပြီအမေကသူ့စပင်ကိုတက်လိုက်သည်ဘာမှမဖြစ်ပါဘူးตาရဲ့အဲ့လိုပဲနွားတွေဟာ အုံနောက်မရှိတော့မြောင်းတွေပါတွေတဲ့ပြုတ်ကျတတ်တယ်အမေစကားရက်သွားစဉ်အမေမျက်လုံးနဲ့မေခွန်းကြည့်လိုက်သည်ပြန်ထုတ်ပေးလိုက်ရင်တရက်နှစ်ရက်ဆိုကောင်းသွားတာပဲအဲ့တလို့ဆိုဘာလို့မထုတ်ပေးတာလဲမေမေ မိမိနဲ့သားနဲ့တွားထုတ်ပေးလိုက်ရအောင်လေအမေမျိုးလုံးလွှဲလိုက်သဖြင့်အမေကိုမကြည့်နဲ့အမေကပကံတွေကိုဆင့်ရင်သူ့ကိုမကြည့်ပဲပြောသည်ဘယ်နိုင်မလဲသားရဲ့တွားတွားပစက်သွားစီးပြီးရင်မိမိရဲ့သားရဲ့ကနန်းတွေအတူတူတွေ့ကြတာပေါ့ထိုးစဉ်ဆွဲဆွဲငင်ငင်အော်ဒန်သည်သူ့အသေးသေးဝင်သွားသည် သူစောင့်နားထောင်နေတော့အတန်ဟောမေမေကြားလားမသိသေးဘူးသူဝမ်းမြောက်စွာအော်ပြောလိုက်မိပြီးမှ အဖေကြားသွားမိကိုအနှဲငယ်ထိတ်သွားသည်မသေးပါဘူးကွာမင်းကလည်းသွားလက်ဆေးပြီးတော့အင်းရှိကိုသွားတနာပါတယ်နော်အမေဘာမှပြန်မပြောဘဲပကံများကိုမီးဖို့ကြောင်နေယူသွားသည်အင်းရှိပလက်ကလထိုင်ပေါ်တွင် အဖေစာဖတ်နေသည် အဖေမျက်မှန်ပေါ်တွင်နန်းရံပေါ်မှပကြီကားရောင်ပြန်ဟတ်နေသည်ရွှေတကုံစည်းဒီတော်သေးသေးလေးသည်အဖေမျက်မှန်ပေါ်တွင်ဝါဖြော့နေသည်အဖေကမျက်လုံးပင့်၍သူ့ကိုတစ်ချက်ကြည့်ပြီးစာဆက်ဖတ်သည်အဖေစာဖတ်နေလျင်အဖေနာစုညံသည်ကိုမကြိုက်အဖေကိုခေါ်ပြီးမြောင်းလေးကနွားကိုတွားကြည့်ခြင်းသည်နွားသည်ဘာရောင်လဲမသိကျိုးတေးသေးလားជីကြီးလားအထီးလားအမလားဘယ်ကရောက်လာတာလဲသူ့တခင်မသိဘူးလား သို့တော်အဖေကိုမနှောက်ယှက်ရဲ့အဖေကထော်လိုက်လိမ့်မည် အဖေကိုဖြတ်ပြီးအိမ်ရှိဝရဏာသို့တူသွားလိုက်သည်သူ့ကိုယ်လုံးနဲ့တစုံတရာဖြတ်တိုက်ဝင်သွားသလိုဖြစ်သွားသည်ဝရဏာတန်တိုင်ကိုကင်ပြီးအတန်လာရာသို့သူအားဆိုင်ကြည့်သည်နေဝင်သွားပြီးလမ်းမီများလင်းနေပြီးမော်တော်ကားများလူများပြုတ်သိမ့်ကြနေသောဘတ်ကားများဖြတ်သွားကြသည် ကလေးအချို့နှင့်လူကြီး3-4ယောက်ပြုံပြီးမြောင်းထဲငုံကြည့်နေကြသည်။ကောင်လေးတစ်ယောက်ကမြောင်းထဲခဲတလုံးပစ်လိုက်သောအခါအမေအတန်ထွက်လာသည်။ဖေ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 သူရုတ်တရက်အော်ခေါ်လိုက်မိပြီးမှရင်ထဲထိတ်သွားရပြန်သည်။ဖေဖေစာဖတ်နေသည်။သူ့ကိုအော်တော့မီသူ့စိတ်ထဲသူ့သေးကြုံသွားသည်။အဖေကိုမဝင်မရဲကြည့်လိုက်သည်။ အဖေကခေါင်းမော့ပြီးဘာလဲဟုလေးတန်းမမာနှင့်မေးလိုက်သည်အဖေမျက်မှန်အောက်မှမျက်လုံးတို့သည်အဖေဒေါသထွက်တော့မည်ကိုပြနေသည်သူစိတ်ထဲတွေးမိသောအရာပျက်စီးခဲ့လေပြီမြောင်းနာတို့သူတယောက်တည်းမသွားရဲသဖြင့်အဖေကိုကောင်းကောင်းမွန်မွန်ရင်ရင်ကြည်ကြည်ပြောပြီးအဖေကိုသူ့အားထိုးနွားကိုခေါ်ပြရန်ပြောမည်ဟုစဉ်းစားမိရာမှခေါ်လိုက်မိခြင်းဖြစ်သည်မင်းမအိမ်သားတွေမရှိဘူးလားဘာလုပ်နေရလဲ တားမေမေပကံဆေးပြီးမှမေမေနဲ့အတူတူလုံးမလို့ပါဖေဖေအချိန်မပြောဘူးနဲ့ကွာအခုသွားလို့ငါမင်းကိုပါမြောင်းနဲ့ပြစ်ချလိုက်ရမလား तू ဘာမှပြန်မပြောတော့ပဲခေါင်းငုံပြီးသူ့လွယ်အိတ်ကိုသွားယူသည်မိဖို့ကြောင့်၌အမေပကံဆေးတံများကိုကြားရသည် COW ကောင်းနွားလေးတနာပါတယ် ခနန်းတွက်ပြီးအမေကိုပြသောအခါဆယ်ဘုတ်ထဲက၄ဘုတ်မှသည် အမေကပြန်တွက်ခိုင်းသည်၄၈၃၀ဖြစ်ဖြစ်နေသည်အမေကအလီတွေပြန်ဆူခိုင်းသည်ခါတိုင်းအလွတ်ရသောအလီများကထောက်ထောက်နေသေးသည် ထို့သောထောက်သွားသဖြင့်စဉ်းစားနေတော့အင်ရှိကန်းကအတန်ထွက်လာသည်ဟဲ့ကောင်ငါလာရမလားအဖေလာရင်လက်ပါပါလာမည်ကြိမ်လုံးပါပါလာမည် အမေကမင်းငော့ပြသည် သူသတိထားပြီးပြန်ဆိုသည်မြောင်းနဲ့ထဲသို့ဂဲတလုံးကျသွားသည်ဒီညအမေနဲ့အတူအိတ်ချင်သည်အဖေခยีမထွက်ဒီမှာလဲကြာပြီးအဖေခยีထွက်လျင် အမေနဲ့အတူအိတ်ရသည် အမေကပုံတွေပြောပြသည် အမေကိုလက်နှစ်ဖက် ပေါင်နှစ်ခွပြီးအိတ်ချင်သည် ကြောက်ရွံ့မဟုတ်သူတယောက်တည်းအိတ်ရသည် အမေကအိတ်ရပြင်းချင်းတောင်ချအနားတွေကိုဖိနှစ်ဖူးကိုဖွဖွားလေးနမ်းပြီးအိတ်တော်ဟုပြောပြီးမိပိတ်လိုက်လျင်သူအိတ်သွားသည်အဖေစုလိုက်မိမင်းအလကားကောင်မင်းမရှာငါဖြတ်ပြစ်လိုက်မယ်ဟု အော်လိုက်မိသူမိမမဖြစ်ချင်မိမရှာလည်းမဖြစ်ချင်တတ္တိရှိသောယောက်ျားကြီးဖြစ်ချင်သည်သူကြီးလာလျင် အမေကိုသူအဝေးကြီးခေါ်သွားမည် အဖေခကြီးကပြန်လာလျင်သူတို့သားမိကို တွေ့ရမည်မဟုတ်တော့စိမ့်မြသောတောအုပ်ကလေးတွင် သူနှင့်အမေအင်္ဂလေးဆောက်ပြီးနေကြမည်ဖေဖေမလာရဟုတကားဝရင်ရေးထားမည်အဖေမကြားအောင်အမေကိုတိုးတိုးလေးပြောလိုက်သည်မေမေတားအိတ်ချင်ပြီတားနဲ့မေမေခဏလာအိတ်ပေးပါတားလည်းအင်စာလည်းမပြီးဘူးပြီးအောင်လို့ ြီးရင်မေမေပါလာအိမ်မှာလာအင်းကဲကဲဆက်လို့ဆက်လို့တညလုံးလာဖေဖေစုမှာပေါ့ဖေဖေရလဲမေမေဒီသူ့ကိုပြုံးပြုံးလေးကြည့်လိုက်သည်အဖေအင်ကြီးဂျိုင်းပြဲကိုပြန်တီနေရာမှခਿੱတရက်လိုက်သည်အဖေအင်ကြီးဒီအကြီးကြီးဖြစ်၏ ဖဖီကတားစာမူဝတ်အောင်ရင်တားလိုချင်တာတွေဝယ်ပေးမှာကွတားပထမရရင်ကောအဲ့ဒါလို့ဆိုဖဖီရောမီမီရောတိတ်ဝမ်းတာမှာပေါ့တားကိုကစားစရာတွေအဝတ်အစားတွေဝယ်ပေးမှာပေါ့ဖဖီရောမီမီရောတားကိုစားတော့တဲ့ကလေးဖြစ်စေချင်တာသူခဏစဉ်းစားလိုက်သည်ပြီးမှလေးနှစ်တိလေးတန်းဖြင့်တူတူအုပ်အုပ်ပြောလိုက်သည်တားစာမတော်ခြင်းဘူးမီမီဟင် ဘာဖြစ်လို့လဲတားဖဖဲလို့စာအုပ်တွေမဖတ်ချင်ဘူးတားကစားပဲကစားချင်နေလို့လားဟုတ်တယ်တားလူကြီးဖြစ်လာရင်လေအားရအများကြီးရှိလာမှာနော်အင်းဘောတားရဲ့ကြည့်အကူတော်ဗလာတွေရှိနေပြီဟုပြောကသူ့လက်မောင်းပိန်ပိန်လေးကိုကွေးကြီးဆန့်ကြီးလှုပ်ပြပြီးပြောသည်ဖဖဲထက်တောင်ဗလာတွေကြီးမှာနော်အင်းဘော့ အဲ့ဒါလို့ဆိုနောက်တစ်ခါနွားတွေမြောင်းနေပြုတ်ကြရင်တားကသွားထုတ်ပေးလိုက်မှာပဲမင်းဖေလာလို့စာလုံးမနေဘူးဆိုရင်ပြောလိုက်မယ်နော်မမေဘာမှလုပ်ပေးလို့မရဘူးလားအမေတပြင်းချသည်ခဲရန်ဖင်ကို သူကြိုက်နေသည် ကိုပင်မဆူတော့ခဲရန်ကိုသာသူ့သွားကြမှအသာဆွဲထုတ်လိုက်သည် အမေရင်ခွင်ထဲတူဝင်ပြီးခေါင်းပုတ်နေခြင်းသည်အိမ်ရှိမှအဖေမတ်တက်ထတဲ့ကြားလိုက်သဖြင့်အမေကဖက်စာအုပ်ကိုလက်ညှိုးနှင့်သုံးလေးချက်ထောက်လိုက်သည် ထိုတောအုပ်တွင်တမင်လေးတွေမွေးထားမည်အမေအတွက်ပန်းပင်အမျိုးမျိုးစိုက်ထားမည်သူသည်ဗလာကြီးကြီးနှင့်တတိရှိသော လူကြီးဖြစ်နေလိမ့်မည်ထိုအချိန်တွင်အဖေသည်အဖိုးကြီးတသေးလေးဖြစ်နေမည်ဖိုးဖိုးကြီးလိုစကားပြောလျင်တရေတွေစီးကြနေမည်လား သူ့ကိုပွေ့ချီတော်မူဆိုလျင်သူထွက်ပြေးသည်ဖိုးဖိုးကြီးကနန်လဲနန်သည်ရွံစရာလဲကောင်းသည်နွားတွေလဲနန်သည်ညှီသည်ဟုပြောရမည်ဟောဖေဖေရဲ့ကြီးခန်းစည်းအောက်ကဝင်လာနေပြီနှစ်တက်လီနှစ်နှစ်နန်းလီလေးနှစ်သုံးလီ၆မိုးတွေရွာနေသည်အမိုးပေါ်တွင်မိုးတံများကြားရသည်ပြန်အိမ်မီပြူပြီးမှမြောင်းထဲမှနွားကိုတတိရလိုက်သည် မိုးရွာလျင်မြောင်းလဲရေတွေစီးတော်မီထိုနွားရေနစ်တည်တော်မီသူငိုခြင်းလာသည် မိုးတန်နှင့်အတူလေးတန်မှပါလာသည်တစ်ချက်တစ်ချက်လေးချမ်းသည်ဘေးအိမ်နားမှအုံးလက်နှင့်အမိုးရိုက်တန်ကြားရသည်အမေနှင့်တွားအိတ်ချင်းသည် မိုးရွာသည်ကိုသူမကြောက်သူတက်တည်ရှိသည်တအိမ်လုံးမှောင်နေသည်အမေလဲအိမ်နေပြီအာ မိုးတန်လီတန်ထဲမှအော်တန်ကိုသူအသေးအချာကြားလိုက်သည်ထိုနွားရေနစ်သေးတော့မည်နွားတွေရေမကူးတတ်ကြခြေတော်လဲကျိုးနေသည်သေတော့မှာပဲအမေစီသွားကျင်သည်ခေါင်းတလုံးသူ့ခေါင်းပေါ်ဖိယုတ်ထားပြီးမျက်စိမှိတ်ထားလိုက်သည်အမိုးပေါ်တွင်မိုးတဖြန်းဖြန်းရိုက်တန်ကိုကြားရသည်လမ်းမီးရောင်သည်အခန်းထဲသို့ဝင်နေသည်ပရင်ပေါက်ပိတ်ထားတော်လဲခြင်အောင်တစ်ချက်တစ်ချက်လှုပ်သွားသည် အုံးလက်တံများတွှဲွှဲကြားရသည်သူသွားကြည့်ခြင်းသည်မသွားရဲသွားရဲသည်နွားလေးတနာပါれသူလူကြီးဖြစ်တော်မူဗလာရီတောင်ရှိနေပြီသူရေလဲကူးတတ်တော်မူရေထဲတွင်သူသည် ဝေလာငါးကြီးလိုအကြီးကြီးဖြစ်လိမ့်မည်သူသွားကြည့်ခြင်းသည်အိယာမအတန်မမီအောင်ထလိုက်သည် မျက်လုံးကိုပွတ်လိုက်သည် ခြင်းတော်ကိုအသာမ၍ထွက်လိုက်သည်ခြေကိုဖော့ပြီးအခန်းထဲမှထွက်လိုက်သည်အမေတို့အိတ်ခမ်းလဲမှောင်နေသည် သူအင်းရှိကန်းထဲတွားလိုက်သည်လမ်းမီရောင်တချို့အင်းရှိကန်းထဲရောက်နေသဖြင့်ဇပွဲထိုင်ကုန်ပက်လက်ကလထိုင်တို့ကိုအမှောင်တဲတွင်မြင်ရသည်ဝရဏာတကားပိတ်ထားသည်နွားဟော်တန်ကိုထက်ကြားလိုက်သဖြင့်သူပြေးသွားကြည့်ခြင်းသည်ဝရဏာတကားကိုသူဖွင့်လို့မရသူမမီသောအမြင့်ကြီးတွင်ချက်ထိုးထားသည် ပရင်ပေါက်ချက်ကိုတော့သူ့မိသည်ချက်ကိုအတာမပြီးပရင်ပေါက်ကိုဖြည်းဖြည်းတွန်းဖွှင့်လိုက်သည်ပွင့်သွားသည်နှင့်မိုးတန်လေတန်တို့သည် ပိုပြီးနီးစက်ကျေလောင်သွားသည် လေအေးနှင့်အတူမိုးစက်များက သူ့မျက်နာကိုလာထိပြီးအေးသွားသည်ရုတ်တရက်ချမ်းသလိုဖြစ်သွားပြီးသူ့တုံသွားသည် မိုးစက်အနေငယ်လာပတ်သည်ဖြင့်သူ့နံရံတောင်း၌အကာအကွယ်ယူလိုက်သည် အပြင်ဘက်တွင်ဓာတ်တိုင်အောက်၌မြောင်းကိုမြင်ရသည်မြောင်းကြီးသည်ဓာတ်တိုင်အောက်တွင်လင်းလိုက်ဝေးသွားသောအခါမှောင်သွားလိုက်ရှေ့ဓာတ်တိုင်အောက်တွင်ပြန်လင်းလာလိုက်ပြတ်မှောင်သွားလိုက်နှင့်လင်းနေသော အကွက်တကွက်မှနွားဟော်တန်သည် မိုးထဲလေထဲမှထွက်လာပြန်သည်လမ်းမကြီးပေါ်မိုးဆက်ရိုက်တံကိုမြင်ကြရသည်လမ်းပေါ်ဘသူမှမရှိ လေတိုက်သည်ဖြင့်တစ်သားခုတုံးလေးကိုပြတင်းပေါက်ထောင်စွန်း၌ခုထားလိုက်သည် ူသည် လမ်းမကြီးကိုငေးဆိုင်ကြည့်မိသည်လမ်းမကြီးကိုညအချိန်၌သူ ပထမဆုံးမြင်ရဘူးခြင်းဖြစ်သည် လူသူတဦးတယောက်မှမရှိ ကားတစ်စီးမှလည်းမရှိဒိတ်ဆိတ်သောလမ်းကြီးပေါ်တွင် မိုးတန်လေးတန်တို့သာ ရှိနေသည် မိုးများရွာသွန်းဖြိုးကျနေသောလမ်းမကြီးကို သူမှင်တက်အံ့ဩစွာ ကြည့်နေမိသည်တစ်ဖက်လမ်းမတစ်ပင်ကြီးများဤတိရွတ်များလှုပ်ခါနေကြသည်မီးရောင်အောက်တွင်မိုးပေါက်များသည့်တက်တန့်ရောင်လေးတွင်နှစ်တူသည် ကတရာပေါ်ကြားလိုက်သည်နှင့်ပြန်ခုန်ထသွားပြီးတေးသေးလေးတွေကွဲသွားကြသည်တက်တန့်တေးသေးလေးတွေဖြစ်သွားကြသည်မြောင်းနှင်းရေစီးကြတဲ့ကိုကြားရသည်ထိုနွားလေးအေးမိတော့မည်ရေမွန်းပြီးတည်တော့မည်နွားလေးသည်လေးလေးလန်လန်អော်နေသည်သူဘာလို့ရမည်မသိအဖေကိုသွားနှိုးခြင်းသည်အိမ်နောက်ဖေးတွင်အုံးစံကျိုးများရှိသည် သူ့တွင်ဗလာအနှဲငယ်ရှိနေပြီးအဖေနှင့်သူနှစ်ယောက်ပေါင်းလျင်ထိုနွားလေးကိုကယ်လို့ရလျင်ရမည်။သို့တော်အဖေကိုမနှိုးရဲ့။အဖေတိလျင်သူ့ကိုအော်ဟစ်ကျိန်မောင်းပြီးရိုက်လိုက်မည်။သူပြန်မအိတ်ချင်တော့လမ်းမကြီးကိုသူငေးကြည့်နေမိသည်။ညောင်းလေးကနွားကလည်းအော်နေသည်။လမ်းဟိုဘက်ကအိမ်များလည်းမိမ့်မိတ်ထားကြသည်။တက်တိုင်တဝိုက်တွင်မိုးပေါက်များကျနေသည်မှကြည့်လို့ကောင်းသည်။ အုံးလက်ကြီးများသည်ပင့်ကူကြီးလိုလှုပ်ရမ်းနေသည်နွားကိုခိတ္တမေ့သွားပြီးလမ်းမကြီးကိုသာသူငေးဆိုင်ကြည့်နေရမှသူ့မျက်လုံးကမိုးကောင်းငင်သို့ရောက်သွားသည်မိုးလဲရုတ်တရက်ဆဲသွားသည်မိုးကောင်းငင်ရှိတိမ်တိုက်မဲမဲကြီးတစ်ခုရွေ့နေပြီးထိုတိမ်တိုက်မဲကြီးနောက်မှလာမင်းဖြူဖြူကြီးလင်း၍လင်း၍လာနေသည်ရွှေနေသောတိမ်မဲကြီးမှတိမ်လုံးလိုလိုအမဲရောင်တစ်ခုလွင့်ဆင်လာသည်ထိုအ내ရောင်လုံးသည် မြေကြီးတို့တဖြည်းဖြည်းကျလာနေသလိုပြန်လာနေသလိုရွေ့လာသည်ကိုတအံ့ဩကြည့်နေမိသည်လာဝန်းကြီးသည်လည်းထိမ့်ထိမ့်သာနေပြီးမိုးလည်းတိတ်သွားပြီးတောင်ပန်ခတ်ပြီးပြန်လာနေသလိုလိုအရာတစ်ခုကို သူမြင်လိုက်သည်လင်းတို့ကြီးများလားငှက်တွေအိပ်ပြီးလမ်းမီးတက်တိုင်နှင့်ဤလာသောအခါသူ့ပါဇက်ကလေးဟသွားပြီးဟာဟုရေရွတ်လိုက်မိအောင်အံ့ဩသွားရသည်နှုတ်နှစ်လိုဖွေးဖွေးဖြူသောနွားကြီး နွားမေမေကြီးတောင်မန်ကြီးကို ရိုက်ခတ်ပြီးဆင်းလာနေသည်တကိုယ်လုံးဖြူစွသူ့ရင်ထဲခုံပေါက်မြူးထူးပျော်ရွှင်သွားသည်သူလိုချင်လွန်းသောမိရထားကြီးမေမေဝယ်ပေးတော့ကပျော်ခြင်းမျိုးထက်အများကြီးပိုပျော်သွားသည်ထိုနွားမေမေကြီးသည် သူ့နွားတသားလေးကို လာကယ်တင်တော့မည်ဟောဟောလာနေပြီကြည်ပါဦးပန်းရောင်နှကောင် ကန်းနူရောင်မျက်ဝန်းတို့နှင့်ကြည်လင်တန်ရှင်းသောမိမိလိုမျိုးလုံးညွညွနှင့်ခိုးဖြူရောင်လို တောင်မှန်ဖြူဖြူကြီးတွေကိုခတ်ပြီးခတ်ပြီးမျက်စီတဲစူးချိန်သွားပြီးခလုတ်ဖွင့်တန်နှင့်အတူမီးလင်းသွားတော့သည်ကြည်လို့ရသွားသောအခါဖေဖေသည် သူ့ကိုခါထောက်ပြီးကြည်နေသည် အဖေကို သူမော့ကြည့်လိုက်ပြီးဘာကိုကြောက်လန့်သွားသည်မသိပဲသူ့ကိုသူပင် မသိခင် သူအော်ဟစ်ငိုချမီးလျက်သာဖြစ်နေသည် သူဤအောင်ငိုတန်စုစုကြီးသည် မိုးတန်လေးတန်ထဲမှကျေလောင်စွာထွက်ပေါ်လာသည် နောက်ဆုတ်လိုက်သောအခါနန်ရန်နှင့် တိုက်မိတော်သည် အဖေ့မျက်နှာကို တောင်းမှန်တိုးရှိုးရန်ကြည့်လိုက်သောအခါခတ်ထန်နေသည့်အဖေ့မျက်နှာကို သူပိုမိုထိတ်လန့်ပြီးပို၍အော်ဟစ်ငုံမိလေတော်သည် အဖေသည် သူ့ထန်တလန်းချင်းလျှောက်လာနေသည် အဖေကိုပက်ပြေးလို့လဲလွတ်မြီမထင် သူ့တကိုယ်လုံးကြုံဝင်နေပြီဖေ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  တားကိုမရိုက်ပါနဲ့တားမစိုးတော့ပါဘူးနော်ဖေဖေနော်ဟုငိုရင်းတန်းလန်းနဲ့ဘလုံးပထွေပြောဆိုနေမိတော်သည်အဖေသည်သူနှင့်တလန်းသာဝေးတော်သည့်အခါသူ့အသေးသေးအထိပောက်ကွဲလူမတက်ထိတ်လန့်ကြီးစွာနှင့်မျက်စိဇုံမိတ်ပြီးမေမေရေမေမေရေဟုအော်ရှာလေတော်သည်သူ့အဖေသည်သူ့အားအတင်းဖမ်းချုပ်ပြီးလက်မောင်းနှင့်ညှက်၍ကောက်ချီလိုက်သောအခါသူ့အတင်းယုံထွက်ရန်ကြိုးစားသည်အဖေမျက်နာကို လက်ဖွားနှင့်တွန်းထိုးရင်ဝါကိုခြေနှစ်ကန်ပြီးနောက်ပြန်ကော့ထိုးဆင်းရန်ကြိုးစားသည်လေးတစ်ချက်ကြမ်းလိုက်စဉ်တစ်သားခုတုံးလေးပြုတ်ကျသွားပြီးတွင်ပေါက်သည်ဒိုင်းကနေကျေလောင်စွာပြန်ပိတ်သွားသည်အဖေလက်ကသူ့ခါးနှင့်ကြောကိုညှက်ထားသည်သူ့ကိုမြောင်းနေပစ်ချလိုက်တော်မူသူတန်ကုန်အော်ဟစ်ငိုတန်ကြီးကိုသူ့ပြန်ကြားပြီးကြောက်သွားပြန်တော်သည်သူ့နာတယ်တာတာဖေဖေလေး သားရဲ့ဖေဖေလေးဟုအဖေအတန်းကိုကြားသလိုလိုရှိသည်သူ့ကိုမြောင်းနေပြချတော်မီမေမေရေမေမေစပင်ဖိုးရူဖားရနှင့်အမေပြေးထွက်လာသည်ကိုမြင်သည်နှင့်အမေထံသို့သူ့ကိုခန္ဓာကိုကြောက်ကံလှဲ့ချပြီးလက်နှစ်ဖက်ကိုယုံ၍စန့်တန်းပြစ်လိုက်သည်အမေသည်အဖေလက်ထဲမှသူ့ကိုဆွဲယူပြီးဘာဖြစ်တာလဲကလေးကိုဘာလုပ်လိုက်တာလဲဟုအလံတကြားမေးပြီးသူ့ကိုရင်ခွင်ထဲပွေ့ထည့်ရင်း တာတိတ်တိတ်မေမေရှိတယ်မေမေရှိတယ်ဟုချော့ပြီးကလေးလေးတုန်းကလိုပဲလွှဲပေးနေသည် အမေလယ်ဘင်းကို အတင်းဖက်ခါးကိုအတင်းခွာထားပြီးမျက်နာကို အမေရင်ထဲတိုးထည့်ထားရင် သူ့ငိုတန်သည်လဲတဖြည်းဖြည်းနဲ့စိုက်တန်ဖြစ်တာကြံတော့သည်တာအမေသားလေးတိတ်ပါကွယ်အမေသားလေးတိတ်တိတ် တချိန်နှဲတွင်ပင်အဖေဘက်လှဲ့ပြီးရှင်ကလေးကိုဘာလို့လိုက်လဲဟုမေးလိုက်သည် အဖေထံမှဘာမှမကြားရထိုနေရာတွင်ပင်ရက်နေသည်အဖေအိတ်ကြီးသည်ကျမ်းပြင်နံရံပေါ်အထိကြီးမားမဲနက်ပြီးငြိမ်သက်နေသည်ရှိုက်နေသည့်ကြားကအဖေကိုသူခိုးကြည့်လိုက်သည်အဖေသည်ကြောက်ရွံ့လိုရက်နေသည်အဖေမျက်နှာပေါ်တွင်သူတကားမှမမြင်ဘူးသောမျက်နှာသားမျိုးတွေ့လိုက်ရသည်အဖေငိုနေသလားဟုပင်သူတွေးလိုက်မိသည်သို့တော်မျက်ရည်လည်းမထွက်အဖေကိုမကြည့်ကျင်တော့၍ အမေရင်ခွင်နဲ့တောက်တဲ့တွဲသလိုတွယ်ကပ်နေတော့ဤရှိုက်တန်နှင့်အတူ သူမောဟိုက်နေသည် အမေကသူ့ကြောကိုပုတ်ပေးသည် အမေမျက်လုံးထဲတွင်ဒေါသလိုလိုစိုးရိမ်ပူပန်မှုလိုလိုနှင့်တမျိုးဖြစ်နေသည်ကိုသူသတိထားလိုက်မိသည်အိယာထဲတွင် အမေနှလုံးခုန်တန်ကိုကြားနေရသည် အမေသည် သူ့အားကြောပြင်းနှင့် တင်ပါကိုပုတ်သိမ့်နေသည်သူ့ရင်ထဲမှတပ်ပြင်းကြီးတစ်ခုလုံးကိုမော်မော်ပန်ပန်ထုတ်ဖြစ်လိုက်သည် မမေမိုးတန်သည်ပို၍ပင်ကျဲလောင်လာသည် အမေရင်တွင်သည်ဆောင်းလိုနှွေးထွေးလွန်းလှသည်တနခါနံမှွေးနေသည်ဘာလဲတာအမေသည်သူ့ကိုဖတ်ထားပြီးဖျားသာတူတူဆက်ဆိုသည် သူသည်မိန်းကလေးတယောက်လို ကြောက်လန့်ကြအုံကိုမိမိကို သူ့ကိုသူ ရှက်နေမိသည်တားတယောက်တည်းအဲ့ရဲတယ်သူနားမလဲသောအမူအရာများက သူ့ကိုရှုပ်ထွေးနေစေသည် အမေရင်ခွင်ထဲတွင်သူ့လုံးကြုံနေသည်ရပါတယ်သားရဲ့မိမိသားနဲ့အိပ်ပေးမယ်အဖေမျက်နာကိုဖြတ်ကနေမြင်လိုက်သည်ကြောက်ရွံ့ဖြူဖြူမမာကြီးဖေဖေတယောက်ထဲတနာပါတယ်ရပါတယ်ဖေဖေကလူကြီးပဲသူသည်တတိရှိသောယောက်ျားလေးဖြစ်သည်သူတယောက်ထဲအိပ်ရဲသည်သူတယောက်ထဲအမှောင်နေနေရဲသည်မိမေဟင် အမေမျက်နာကိုမော့ကြည့်ပြီးအမေပါးကိုသူ့လက်ဖဝါးနဲ့ကင်လိုက်သည် အမေသည် သူ့ကိုချစ်ပြုံးပြုံးကြည့်နေသည်ตาကြီးလာရင်မငိုတော့ဘူးနော်အင်းဘောตาရဲ့မနက်အိယာနိုးလာတော့အခါသူ့ဘေးတွင်အမေမရှိတော့မိဖို့ကြောင့်နဲတွင်အတန်တွေကြားရသည် သူ့အိယာထပြီးမိဖို့ကြောင့်နဲဝင်သွားသည်ခါတိုင်းဆိုလျင်အမေကထမင်းချက်အဖေကကော်ဖီတောက်ပြီးထိုင်နေတတ်သည်တရင်စာလဲဖတ်နေတတ်သည် အဖေကိုအိမ်ထဲမတွေ့မနက်အစောကြီးယုံသွားသည်ဟုအမေကပြောသည် အဖေကို तू ဘာပြောခြင်းမှမသိတွေ့တော့တွေ့ခြင်းသည်ကျောင်းသွားရန်ကျောင်းကားစောင့်နေစဉ်မြောင်းထဲမှဘာတမ်းမှမကြားရသားမနိုးခင် လူကြီးတွေနွားကိုမြောင်းထဲမှဆွဲထုတ်လိုက်ကြသည်ဟုအမေကပြောသည်နွားလေးရဲ့ခြေထောက်ကိုပတ်တီးစီးပေးပြီးနွားလေးက သူ့ဘာသာသူလမ်းလျှောက်ပြီးသူ့အိမ်သူပြန်သွားသည်ဟုအမေထက်ပြောသည် သူ့စိတ်ထဲမှာထိုအကြောင်းအရာထိုအဖြစ်အပျက်ကိုမကြားကျင်တော့မသိကျင်တော့ဖယ်ထုတ်ပစ်ထားလိုက်ခြင်းသည်ညကလမ်းမကြီးရေဆေးထားသလိုတန့်ရှင်းနေပြီးလူတွေကားတွေဘာမှမဖြစ်သလိုတွာလာနေကြသည်ကိုသူငေးကြည့်နေမိသည်နားစင်ခံစားပေးကြပါတော့အရောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ